ဒီကနေ့ဒီနေုံလာပြီးနေမဟာသမယခါတော်နေ့ပဲဖြစ်ပါတယ်။ဘာကြောင့်မဟာသမယခါတော်နေ့လို့ပြောကြရတာလဲဆိုတော့မြတ်စွာဘုရားလက်ထက်တုန်းကနတ်တွေပြမာတွေနဂါးတွေဂလုံးတွေတည်တနေရာအแทမှာစုစည်းမိပြီးတော့မဟာသမယတုတ်ကို ဟောကြားတော်မူခဲ့တဲ့နေ့ဖြစ်တဲ့အတွက်ကြောင့်မဟာသမယခါရောနေ့လို့ပြောကြရခြင်းဖြစ်ပါတယ်။တနည်းအားဖြင့်ပြောမယ်ဆိုရင်ဒီကနေ့သည်ငြိမ်းချမ်းရေးခါရောနေ့ပဲဖြစ်ပါတယ်။မြတ်စွာဘုရားလက်ထက်တုန်းကကပိလဝုတ်ပြည်နယ်ကောရီးယားပြည်ကြားမှာစီးဆင်းနေတဲ့ရောဟိဏီမြေကြီးကိုအကြောင်းပြုပြီးတော့နှစ်ပြည်တောင်သောမင်းတွေဟာ စစ်ဖြစ်မဲ့အရေးကိုမြတ်စွာဘုရားသည်ဟန်တာပေးနိုင်ခဲ့ပါတယ်အဲ့ဒီအတွက်ကြောင့်ကိုပဲမြတ်စွာဘုရားသည်ငြိမ်းချမ်းရေးပြီးသူကပညာရှင်ကြီးပဲဖြစ်ပါတယ်ဒီမဟာသမယအခါတော်နေ့မှစ၍ကဘာသူကဘာသားအားလုံးနဲ့မြန်မာနိုင်ငံသူနိုင်ငံသားအားလုံးတို့သည်စစ်မှတ်ဘေးရန်ကနေပြီးတော့ငြိမ်းအေး၍ငြိမ်းချမ်းရေးကိုအမှန်တကယ်ရရှိနိုင်တဲ့ပုံကိုများဖြစ်ကြပါစေလို့ဥစဉ်ဆုမွန်ကောင်းတောင်းပေးပါတယ်